ောင်လို့ခေါ်တဲ့လူလည်းရှိရယ်ရွှေပိုးလို့ခေါ်တဲ့လူလည်းရှိရယ်ခုနကပေါ့စွန်းမြန်းနိုးလွင်ဆိုပြီးနာမည်အပြည့်ခေါ်ရတော့ဥကြီးမောင်မောင်နဲ့ဥကြီးညီညီနဲ့နှစ်ယောက်ပဲရှိတယ်အရန်ထူးဆန်းတာဟိုအရန်အံ့ဝါပေါ့နော်အကောင်လုံးကလေရွှေပိုးကောင်လို့ပဲမှတ်မိကြတာဥမောင်နဲ့ဥညီကြတော့အင်မတန်ထူးဆန်းလာဆိုတာဖုန်းဆက်တိုင်းတမိစုမြတ်နိုးလွင်ရင်လို့အပြည့်ခေါ်တာအဲ့နဲ့လေးနဲ့ဖုန်းနံပါတ်ကြီးစရာမလိုဘူးတမိစုမြတ်နိုးလွင်ဆိုတော့တေချာအဲ့ဥညီမွေဥမောင်ပဲဘလိုနံပါတ်ခေါ်ရင်စိတ်ဆိုးလဲဆိုတော့အဲ့လိုပေါ်ဟိုဘလိုပြောမလဲဟိုဖက်တီမကြီးလို့ပေါ့အဲ့လိုမျိုးဆိုရင်တော့မကြိုက်ဘူးပေါ့နော် ကျောင်းပိတ်တော့မယ်လို့ရောက်တော့မယ်ဆိုရင်အော်တိုစားအုပ်လေးတွေမှာအဲ့လိုနာမည်လေးတွေအမှတ်တရလေးတွေရေးရတယ်အဲ့လိုမျိုးဆိုသူများနာမည်လေးကိုအဲ့လိုကဗျာလေးလိုမျိုးအဓိပ္ပာယ်လေးတွေဖွင့်ပြီးတော့အဲ့လိုလေးရေးရတာရိုက်တယ်အဲ့ဒါကိုလည်းတ냐လောက်တစ်ခုတည်းစဉ်းစားပြီးမှတော့ရေးပြီးတာအဲ့လိုမျိုးလေးရှိပါတယ်ဒီ API creation ပိတ်တက်ကြီးကိုနာမည်တစ်ခုဘွားတစ်ခုအစီအစဉ်လေးနဲ့မိတ်ဆက်ပေးခြင်းပါရရှင်။အလူပညာရှင်ရဲ့နာမည်လေးတွေကိုစိတ်ဝင်စားနေမှတ်တက်တဲ့သူတွေရှိလား။ကိုယ့်ရဲ့နာမည်လေးတွေကိုရောအတိတ်ပဲဖွင့်ဆိုကြည့်ပူရလားရှင်။ နုပညာရှင်ဒီကိုယ်တိုင်ပြပြမဲ့နာမည်တစ်ခုဖြစ်တည်လာပုံနဲ့ရာဇဝင်လေးတွေကိုဒီအစီအစဉ်လေးမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နာမည်ရုတ်တရက်ကြားတဲ့ချိန်ကျတော့ရွှေပိုးကောင်လို့ပြောပေမဲ့ရွှေဖိုးကောင်လို့ကြားတဲ့လူလည်းရှိရဲ။နောက်ရွှေဖိုးခောင်လို့ကြားတဲ့လူလည်းရှိရဲ။ဖိုးခောင်ကြတော့ဟောပါဘောရွှေဖိုးခောင်ငက်ကလေးပေါ့လေ။အဲ့လိုအဲ့လိုမျိုးဟိုကြားတဲ့လူလည်းရှိရဲ။နှခါနှခါပြန်ပြန်မေးရပေါ့နော်။တချို့ကြားရလည်းအဲ့လူလူနာမည်လည်းမဟုတ်ဘူးပေါ့လို့ပြောတဲ့လူလည်းရှိပါလေ။ဟုတ်။အဲ့တော့ရွှေဖိုးကောင်ဆိုတဲ့အဓိပ္ပာယ်ကဘ အမ်အမှန်တော့ဟောပေါ့အဲ့လိုအထူးဆန်းအဲ့လိုအတိတ်ပဲရေလို့တော့မရှိပါဘူးပေါ့လေပိုးကောင်ကဟိုငဲနာမည်ပေါ့နော်မွေးတော့ကကြတော့ဖေဖေတို့နာမည်မမဲ့ပေးသေးခင်မှာပိုးပိုးဆိုတဲ့နာမည်လေးနဲ့အိမ်ခေါ်နာမည်ပေါ့လေပိုးပိုးပိုးတောင်းလေးလိုမျိုးပိုးကောင်ကအဲ့လို ဟိုဖြူဖြူဖွေးဖွေးတုတ်တုတ်ကလေးပေါ့လေလွေမွေးလာတော့ပိုး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 လို့ခေါ်ကြတာပေါ့လေအဲ့အနေဟိုနည်းနည်းကြီးလာတဲ့ခါကျတော့ရွှေပိုး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 လေးတို့ပိုးဖြူလေးတို့ပိုးပိုးလေးတို့အဲ့လိုတွေခေါ်ကြတာခေါ်ကြတာကနေနည်းနည်းဟိုကြီးတော်တော်ကြီးလာခါဆယ်ရန်းလောက်ရောက်လာတဲ့ခါကျတော့ဒါတငယ်ချင်းတွေလည်းကနေအဲ့တော့ဟွာလေကြော်ညာလည်းခစ်စားလိုက်သေးလေအလုံးစားတဲ့ပိုးကောင်ဆိုပြီးတော့အာအရန်လဲစားတဲ့ခါကျတော့အဲ့လိုပိုးကောင်ပိုးကောင်အဲ့လိုပေါ့အလုံးစားတဲ့ပိုးကောင်ဆိုပြီးတော့အဲ့လိုစားကြနောက်ကြရင်ကနေပိုးကောင်ဆိုတဲ့နာမည်လေးဖြစ်လာပါတော့နောက်ကျတော့အဲ့ဒီနာမည်နဲ့ပဲ ပဲဒီအင်တာနက်စသုံးသက်ကြတဲ့အချိန်မှာအဲ့နာမည်လေးနဲ့အီးမေးလ်တွေလုပ်တယ်ဒီ Facebook ကောင်လေးဆိုရင်လည်းအဲ့ပိုးကောင်ဆိုရင်နာမည်လေးနဲ့ပဲတုံးတာပေါ့တကယ်ချင်းနေအဲ့လိုစားနောက်ပြီးခေါ်ကြပြီးမြဲအဲ့နာမည်လေးကိုသဘောကျလို့နောက် ငယ်ငယ်တော့ကျတော့လေဟိုပြောရရင်ဟိုရည်ချင်စရာလေး rap လဲဆိုချင်ခဲ့တာအရင်ဟို rap တာမရည်သက်တာပေါ့နော် rap လဲရမ်းဆိုချင်ခဲ့ရဆိုချင်ခဲ့ကြတနေ့တစ်ချိန်ဟို hip hop music ကိုများတေးချာလုံးဖြည့်ခဲ့ရင်ဒီနာမည်လေးကလှတယ်ဆိုပြီးတော့ပိုးကောင်ဆိုပြီးတော့အဲ့လိုဟိုကိုကစိတ်ထဲကနေရွေးချယ်ထားလိုက်တာပေါ့လေဒါပေမဲ့တကယ်တချင်းဆိုဖြစ်တဲ့အခါမှာပြိုင်ပွဲဝင်တော့နာမည်အရင်နဲ့ပဲပြိုင်ဖြစ်တာဒီဆရာဥရှင်နဲ့ခွေလှုပ်ခွင့်ရတော့မယ်ဆိုရင်အချိန်ကြတော့မှပိုးကောင်စံနာမည်နဲ့လှုပ်ပါမယ်ဆရာဆိုပြီးတော့ရွေးလိုက်တာပေါ့လေအဲ့မှာ ဟိုဘယ်လိုပြောမလဲဆရာကဟိုပိုးကောင်ရဲ့ဒီနာမည်ရင်းမှာဖိဖိနာမည်ပါတယ်နောက်ဆုံးလေးမှာအဲ့နဲ့ဒီဂီတလောကတွေရောကြတော့ပိုးကောင်တို့ဆရာဥွှေရခေါ်လာတာဖြစ်တဲ့တောင်မလို့ထားဆရာဥွှေမွေးထုတ်ပေးထားသလိုပေါ့လေအဲ့နဲ့ပိုးကောင်စဲနာမည်ရှိမှဟိုရွှေလေးတစ်လုံးလဲထည့်လိုက်မယ်နော်ဆိုပြီးပိုစတာမရိုက်ခင်၃လရက်လောက်အလိုချမ်းမှအဲ့ရွှေလေးတစ်လုံးကတ်ထည့်လိုက်တာအဲ့နဲ့အဲ့ကနေစပြီးရွှေပိုးကောင်ဆိုပြီးပိုးကောင်ကဒက်ဘယ်လုပ်လိုက်တာပေါ့နော်ဟုတ် နာမည်ရစုမြတ်နိုးလွင်ပါရှင်ဟုတ်သဘောကျတယ်သဘောကျဆိုတော့နည်းနည်းလေးဘယ်လိုပြောရမလဲခေရှိပြေးတယ်လို့ထင်တော့ဘောနော်ခေရှိပြေးဆိုတာတခြားကြောင့်မဟုတ်ဘူးဟိုပိုးကောင်တို့ဒီဒီပိုးကောင်တို့ generation မှာပေါ့လေပိုးကောင်တို့ generation မှာနာမည်နှလုံးတို့နာမည်သုံးလုံးတို့ပဲအပေးများခဲ့တဲ့အချိန်မှာဖေဖေကပိုးကောင်နာမည်လေးလုံးပေးထားတာအဲ့လိုဆိုတော့ကျောင်းမှာလည်းဟိုနာမည်သုံးလုံးနေနှလုံးနေကြတဲ့မှာတယောက်တည်းလေးလုံးဖြစ်နေတာမျိုးဟိုရှိတဲ့အခါကျတော့ ရေတောက်ပြီးခေါ်မယ်နာမည်တော့ဘာလို့လီပြောတာပေါ့ဆိုတော့နောက်ပိုင်းပိုးကောင်တို့ရဲ့နောက် generation မှာကျတော့နာမည်လေးလုံးနေရရန်ခစ်စားလာတာဟုတ်ဒီရုပ်ရှင်မင်းသမီးတွေထဲမှာဆိုလဲနာမည်လေးလုံးနဲ့မင်းသမီးလေးတွေအဲ့လိုမျိုးတွေဟိုအောင်မြင်လာကြခစ်စားလာခါကျတော့ brave ကိုကလည်းအဲ့ကလေးကနာမည်လေးလုံးရှိခဲ့တယ်လဲကိုခရှိပြေးခဲ့တယ်ပေါ့နောက်ဒီပေးထားတဲ့ဖေဖေပေးထားတဲ့နာမည်လေးရဲ့အဓိပ္ပာယ်ကိုလဲပိုးကောင်ကညံသဘောကျပါသူ့မျက်နှိုးတွင်ဆိုတာဒါဖေဖေမမီတို့ရဲ့ချရတဲ့မျက်နှိုးရတဲ့သမီးလေးလဲဟုတ်တယ်ဖေဖေတို့ကလည်းပေါ်လွင်ထင်ရှားစေချင်တယ်ဖေဖေနာမည်တစ်လုံးလွင်ဆွဲတစ်လုံးလေးလဲထည့်ထားပေးတာပေါ့ ။နောက်ပြပေတော့ကဟိုဒီစုတွေအများကြီးစုခုနိုင်တဲ့သမီးလေးဖြစ်လဲမျောလင်းခဲ့တာ။ကိုသာစုနေရခဲ့တာပေါ့နော်။စုရဲအများကြီးစုခုနိုင်တဲ့သမီးလေးဖြစ်လဲမျောလင့်ခဲ့တာပေါ့လေဟုတ်ဟုတ်နာမည်လေးနဲ့လိုက်အောင်လဲဟိုဟိုဘယ်လိုပြောမလဲကြိုးတော့ကြိုးစားခဲ့ပါတယ်ပေါ့ဟုတ်အန်နောက်ခုလုံးမှာပဲဟုတ်စုမြတ်နိုးလင်စံနာမည်ရောဘယ်သူမှအပြည့်မခေါ်ဘွားမှာအဲ့ဒီနာမည်ရောအပြည့်ခေါ်တာဟိုဟာပဲရှိတယ်ဒီကီလာလောကမှာဆိုရင်၂ယောက်ရှိတယ်အပြင်လောကမှာ၂ယောက်ရှိတယ်အဲ့ဒီ၄ယောက်ကလွယ်ပြီးနာမည်ပြည့်ဘူးမှမခေါ်ဘူး ဟိုဟွာတော့ကပိုးကောင်တို့အလဲတန်းတော့ကပေါ့နော်အလဲတန်းတော့ကြာပိုးကောင်နေမှာကြောင်တက်တာဟိုအဲ့နေမှာအလဲတန်းတက်တော့ဟာဆိုရင်တငယ်ချင်းတွေအားလုံးကကိကိလိုပဲခေါ်တာအခန်းထဲမှာဝါတုတ်တုတ်လေးကကိုပဲရှိရအဲ့နေဝါဝါကိကိလေးဆိုပြီးသူတို့အားလုံးကိကိလိုခေါ်ကြဆိုတော့အဲ့ကိကိလိုခေါ်ရင်အဲ့ဒါအဲ့ငငယ်တော့ငဲတငယ်ချင်းတွေကခေါ်တာဆိုတော့ကိကိလိုဖုန်းခေါ်လိုက်တာနဲ့ကိကိရေဆိုတဲ့အဲ့ဒါငဲတငယ်ချင်းပဲတန်းတည်တယ်အဲ့လိုပိုးကောင်တို့ဒီရန်ကုန်ပြောင်းလာတော့ပိုးကောင်ရှစ်တန်းမှရန်ကုန်ပြောင်းလာတာဟိုရှစ်တန်းကနေပြီးတော့ တက္ကသိုလ်တက်တဲ့ဒေါ်တွင်းမှာတော့အကောင်လုံးကစုမျက်လို့ပဲခေါ်တာစုမျက်နိုးလွင်ကိုစုမျက်လို့ဖျက်ခေါ်တာမျက်နိုးလို့ကွက်ပြီးခေါ်ရတော့မကြိုက်ဘူးတမျိုးကြီးပဲအဲ့လိုဟိုချွဲတက်တဲကြီးလို့ခံစားရတယ်အဲ့လိုဆိုတော့စုမျက်ကနည်းနည်းပူတော်သေးရဲ့ဆိုတော့အဲ့ဒီဟိုဟာစေနန်းရှစ်တန်းကိုရန်စေနန်းနဲ့တက္ကသိုလ်တဝိုင်းမှာတော့စုမျက်လို့ခေါ်ကြရတဲ့တငယ်ချင်းတွေကအဲ့လိုဆိုတော့စုမျက်လို့ခေါ်ရင်ဒါကိုယ့်ရဲ့ဒီကြီးမှចောင်းတက်တဲ့တငယ်ချင်းတွေပေါ့အဲ့ဒီတငယ်ချင်းတွေကခေါ်တာဆိုတော့ဟိုချက်ချင်းဟို သူတို့နာမည်ခေါ်လိုက်တာနဲ့ဒါပဲဘသူပဲတိုင်းဝမ်းရတယ်ဆိုချက်ချင်းသိရပါဘောလေအဲ့လိုလေးတော့ရှိပါတယ်ဟုတ်ပိုးကောင်လို့ခေါ်တဲ့လူလည်းရှိရယ်ရွှေပိုးလို့ခေါ်တဲ့လူလည်းရှိရယ်ခုနကပေါ့ဆူမြန်းနိုးလွင်ဆိုပြီးနာမည်အပြည့်ခေါ်တာတော့ဥကြီးမောင်မောင်နဲ့ဥကြီးညီညီနဲ့နှစ်ယောက်ပဲရှိတယ်အရန်ထူးဆန်းတာဟိုအရန်အံ့ဝါပေါ့နော်အကောင်လုံးကလေရွှေပိုးကောင်လို့ပဲမှတ်မိကြဥမောင်နဲ့ဥညီကြတော့အင်မတန်ထူးဆန်းလာဆိုဖုန်းဆက်တိုင်းတမိစုမြတ်နိုးလွင်ရေလို့အပြည့်ခေါ်တာအဲ့ဒါနဲ့လေနဲ့ဖုန်းနံပါတ်ကြီးစရာမလိုဘူးတမိစုမြတ်နိုးလွင်ဆိုတော့တိတ်ချရဲအဲ့ဥညီမွေးဥမောင်ပဲ ဘလို့နာမည်ခေါ်ရင်စိတ်ဆိုးလဲဆိုတော့အဲ့လိုပေါ့ဟိုလိုဘယ်လိုပြောမလဲဟိုဖက်တီးမကြီးလို့ပေါ့အဲ့လိုမျိုးဆိုရင်တော့မကြိုက်ဘူးပေါ့နော်။ဟုတ်။အဲ့အဲ့ဒါတော့အရင်ဟိုဘယ်လိုပြောမလဲဒီဝါရတဲ့လူတွေရဲ့လူဟိုဝါတဲ့သူတိုင်းပေါ့နော်အဲ့ဒါတော့ကြုံကူးကြပါတယ်သူကဒီကိုလန်းသွားရင်နောက်ကနေအဲ့လိုမျိုးဟိုပောက်ကရအဲ့လိုတွေလိုက်ခေါ်ပြီးတော့စကြရတာတို့ရန်စတာတို့နောက်အဲ့လိုပေါ့တခုခုမကျိန်းတဲ့တဲ့ခါကျရင်ကိုယ်ကအဲ့လိုမျိုးဟိုဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးကြီးတွေနာမည်တက်တက်ပြီးခေါ်ရမယ်အဲ့လိုဆိုရင်တော့စိတ်ထဲမှာတော့အဆင်မပြေဘူးပေါ့လीဟုတ် နံမဲထဲမှာဆိုတော်တော်ထူးထူးဆန်းဆန်းဆိုနံမဲ၉လုံးရှိတဲ့ညီမလေးတစ်ခါတွေ့ဘူးလေသူတို့နံမဲလေးဆိုအောင်စင်းကြည့်လို့ရှိရင်ရမ်းလွယ်တာနှစ်လိုင်းသူတို့နံမဲလေးပဲနှစ်လိုင်းနှစ်လိုင်းရှိချင်နေလို့အထူးတလဲတည်းမလားအဲ့လိုရှာနေစရာမလိုအဲ့လိုနံမဲ၉လုံးရှိရတူလဲကြုံမှုတယ်နောက်ပြီးတော့ဟောပါ အဲထူးခြားတဲ့နာမည်လေးပေါ့နော်ဟိုတိတ်မဲလေးမဲထားမရှိတဲ့နာမည်လေးမျိုးလေးတွေ့တာမျိုးလေးလည်းရှိပါတယ်ဟုတ်ပိုကောင်တို့တခိရှိရယ်လीကျောင်းလေးစင်ကျောင်းပိတ်တော့မယ်လीရောက်တော့မယ်ဆိုရင်အော်တိုစားဟုတ်လေးတွေမှာအဲ့လိုနာမည်လေးတွေအမတ်တရားလေးတွေရေးရတယ်အဲ့လိုမျိုးဆိုသူများနာမည်လေးကိုအဲ့လိုကဗျာလေးလိုမျိုးအိဗယ်လေးတွေဖွင့်ပြီးတော့အဲ့လိုလေးရေးရတာရိုက်တယ်အဲ့လောက်လည်းတညလောက်တစ်ခုတည်းစဉ်းစားပြီးမှတော့ရေးပြီးတာအဲ့လိုမျိုးလေးရှိပါတယ်ဟုတ်အများကြီးပြည့်ကြတယ်ပေါ့ ဟုတ်ဟွာအဲ့တော့ကလေဟိုဘယ်လိုပြောမလဲအဲ့ဒါတခိထဘောနော်နောက်အခုပြန်ကြည့်တော့လဲအမတ်တရားဖြစ်ပါတယ်ဟိုကျန်တဲ့အဲ့တငယ်ချင်းတွေတော့တင်ထားလားမတင်ထားလားမသိဘူးပိုးကောင်ကတော့အဲ့ဒီအဆက်ဆက်အတန်းတိုင်းတင်ထားတဲ့ ဒီတောက်ခတ်စာအုပ်လေးပေါ့အဲ့တော့တောက်ခတ်စာအုပ်လေးတွေခက်စာတာကိုအဲ့တောက်ခတ်စာအုပ်လေးထဲမှာရေးထားတဲ့ဥစ္စာလေးတွေအကုန်လုံးချိန်ကြီးတင်ထားပါတယ်အမည်နာမဆိုတာအရေးကြီးတယ်လीเนาะအရာအလုံးကအမည်နာမနဲ့ပဲဟိုဖော်ပြတယ်အမည်နာမနဲ့ပဲမှတ်ထားတယ်ဆိုတော့အဲ့အမည်နာမရဲ့တန်ဖိုးတွေဂုံသိက္ခာတွေနောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီခေါ်ဝေါ်ခံလိုက်ရတဲ့အခါမှာလေကိုယ့်ကိုဟိုဘယ်လိုပြောမလဲ စိတ်လုံခြုံမှုဖြစ်စေတဲ့အရာလေးတွေပေါ့လေအဲ့လိုမျိုးတွေရှိကြတော့နာမည်ကအရန်တိတ်ပဲရှိခဲ့အရန်လည်းအရေးကြီးရဲ့အဲအကြောင်းမို့လဲလူတွေကဟိုဘယ်အရာလေးကိုပဲဖြစ်ဖြစ်ပေါ့နော်နာမည်ပေးတော့မယ်ဆိုရင်အမှတ်တရရှိတာလေးတွေတန်ဖိုးရှိတာလေးတွေနောက်တချို့ဆိုရင်ဒါဗီဒင်နေပါရင်လည်းတေချာတွက်ချက်ပြီးမှပေးတာလေးတောင်ရှိရအောင်နော်လူတယောက်မှဟိုသူ့ရဲ့အမိနာမကတော့ရန်ရည်ချင်းကြောင့်နောက်ပြီးတော့ဟိုအမိနာမဖြစ်တဲ့အတွက်ကြောင့်မလို့မလေးမစားလဲမလောက်ကောင်မလောက်သင့်ဘူးပေါ့လေသူများရဲ့နာမည်ကိုလေဟုတ် အဲကြောင့်အမြင်နဲ့ဟိုကိုကောင်ကသူများရဲ့နာမည်တွေအကုန်လုံးလေးစားပါတယ်ဟုတ်ဟိုအမည်နာမဆိုတာကို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 စားပြုတာပေါ့နော်ကိုကိုကိုစားပြုတဲ့အမည်နာမဖြစ်တဲ့တကြောင်မလို့ခုနကလိုပဲကိုကိုမိဘတွေကပေးခဲ့တဲ့နာမည်လေးကိုဟိုသဘောမကျလို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုအကြောင်းပေါ့လीအဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုကိုကိုစားပြုတဲ့နာမည်လေးနဲ့ဟိုရှင်သန်လို့ရပါတယ်နော်ဟိုဘယ်လိုပြောမလဲဟို ပြောင်းလဲလို့ရတဲ့အချိန်ခါလည်းရှိရပြောင်းလဲလို့မရတဲ့အချိန်ခါလည်းရှိရဒါပေမဲ့ဟိုလေအရာအလုံးဟာကောင်းဖို့ဖြစ်လာတာပါဆိုတော့ကိုကိုကိုမိဘပေးတဲ့နာမည်လေးကိုမကြိုက်ပေမဲ့လည်းဒါမိဘပေးထားတဲ့အမွေပေါ့ခုနမမပြောလို့ပဲမိဘကပထမဆုံးကိုကိုလက်ထဲထည့်ပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့တမိုးရှိပါတယ်နာမည်တိုင်းဟာလीတမိုးရှိပါတယ်လောက်ပါပါတယ်အဲဒါကြောင့်မလို့ဟိုအချိန်တစ်ခုရောက်တဲ့အခါမှာကိုအဆင်မပြေလို့ကိုကိုကိုစားပြုတဲ့နာမည်လေးပြောင်းသုံးမယ်ဆိုရင်လည်းကောင်းတာပါပဲဟုတ်